ဲအားလုံးပဲပြန်လဲကြိုဆိုပါရဗျာမြို့မှန် official music channel ကနေပြီးတော့နော်အဲ့တော့ဒီနေ့ကကျွန်တော်ဒီနေ့ကဘာ review လေးဝ review လေးတပုတ်လုံးပဲနောက်ထပ်ရှိမှမှတ်မိမှာဆိုတော့ပုံစံမျိုးပေါ့ဗျအဲ့လိုပေါ့အဲ့လိုစကားပေါ့ကိုကျွန်တော်ကလည်းဘလို့ရမလို့နေတာဟိုတိုင်းပြောတာ အဲ့အဲ့တော့လူငယ်ဘန်တပန်ပဲဗျလူငယ်ဘန်တပန်ဒီဒီဟိုဘောကျွန်တော်တို့ဟိုခုတော့ပဲ trend ဖြစ်လာတယ်ဟို trendy ပေါ့ဒီရေစီเจ้าမှာအရန်ကိုနာမည်ကြည့်ပြီးရေပဲစားခဲ့ရေပဲစားနေတယ်ဘန်တပန်ရှိတယ်ကျွန်တော်ထုတ်ပြောဒီအဲ့ဒါကိုသူကြည့်နေကျွန်တော်အဲ့အဲ့သူတို့ဖွဲ့အဲ့ညီလေးတွေဖွဲ့ကိုကျွန်တော်ကအဲအများတန်းစောင့်ကြည့်နေတဲ့အဲ့ညီလေးတွေဖွဲ့ကိုကျွန်တော် ကြည့်နေကြာပြီပြသူတို့ရဲ့ဟိုတီမူဒီနီဆိုဆိုပေါက်တွေပေါ့အဲ့ဒါကိုကျွန်တော်ကအဲဒီဘက်ဟိုနိုင်ငံတကာမှာလည်းအဲ့ဒါမျိုးတွေကဟို training ဖြစ်နေတော့ကြာသူတို့ကလည်းဒီရေစီးချောင်းတွေကိုပြောခစ်လူငယ်ဆိုတာဒါပဲပြရေစီးချောင်းတွေကိုမျောပါလာအဲ့ဒါကိုကိုရီးယားတကြောင်ဦးကြီးတွေကအဲ့လိုအမိလိုက်နေရတယ်သူတို့နောက်ကိုအဲ့လိုဖြစ်နေတာအဲ့တော့သူတို့အဖွဲ့အချောင်းတွေကိုကျွန်တော်ကအဲ့ဒီ review လေးလုပ်ချင်လို့အဲ့ဒီဒီ ကျွန်တော်တို့ကြာပြီကျွန်တော်သိတာရောဒီ music round ပေါ့ကဲနော်ကျွန်တော်ကလေဒီသူတို့ကို review လုပ်တယ်ဆိုတာကလေအမှန်တမ်းပြောရရင်တော့ဟို review လုပ်တယ်ဆိုတာဒီကျွန်တော်တို့ထက်ငယ်ပါတယ်ကျွန်တော်တို့သားအရွယ်လေးတွေပါသူတို့ review လုပ်ပြီးတယ်ဆိုတာကျွန်တော်ကသူဟိုသူတို့ဘယ်လိုခေါ်မို့ဟိုနိုင်ငံတကာအထိ worldwide အဲ worldwide ပေါ့ worldwide ကိုကျွန်တော်တို့ကပေါက်စီခြင်းနဲ့ ဖြစ်စီခြင်းလို့ကျွန်တော်တွန်းကျွန်တော်ရဲ့ဒီတက်နိုင်တဲ့ဟိုတောင်းတောင်းတနေရနေပြီးတွန်းတင်ပေးနေရအမှန်တိုင်းပြောတာဒီဟာဒီကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ဒီ YouTube ထဲမှာရှိတဲ့ဟို fan တွေအားလုံး audience တွေအားလုံးလည်းကြည့်စီခြင်းနဲ့မြင်စီခြင်းနဲ့သူတို့တွေဘလို့လောက်တာလဲအဲဘလို့ fan တွေရလဲဆိုတာအဲ့ဒါမျိုးကျွန်တော်ကပြတာအမှန်တိုင်းပြောတာဒါနော်သူတို့ဒီလိုမျိုးသူတို့ရဲ့ဒီပုံဒီနီဆိုအောင်ဆိုအောင်တွေကိုကျွန်တော်ကျွန်တော်ကဒီတစ်ခုချင်းစီ analyze လုပ်ပြီးတော့ဆွဲထုတ်ပြီးတော့ ဟိုဘလိုတန်ဖိုးရှိရဲဆိုတဲ့အကြောင်းကိုပြောတာပြောပြတာနော်အဲ့တော့ကျွန်တော်သူတို့ပုံကိုကြီးကကျွန်တော်မစော်ကားဘူးမတိုက်ခိုက်ဘူးအပုပ်လည်းမချဘူးစိတ်ချအရတာအဲ့ကျွန်တော်ရင်လည်းစေတနာအရတာနော်အဲ့တော့ဒီလူငယ်ဗန်လေးတစ်ခုအကြောင်းကိုကျွန်တော်ကမိတ်ဆက်ပေးခြင်းတယ်သူကဟိုလူငယ်နဲ့သူတို့ဟိုက9လလောက်ကပေါ့လူငယ်နဲ့9လလောက်ကအဲ့လူငယ်ဗန်လေးကဟိုတချင်းတစ်ပုတ်တင်ထားတာရှိတယ် metamorphosis ဆိုတာအဲ့ metamorphosis ဆိုတာစောင်းဟန်ဘလူခေါ်ဘူးလမ်းထွက်နေတာ အဲသူတို့ဒီဗီဒီယိုရိုက်ချက်တွေကတီမုံတီနီတွေဟောဟိုတီမုံတီတီမုံတီနီဆိုပုံဆိုနီဘလောက်ထိနိုင်ငံကမှာဘလို့ခေါမနိုင်ငံကထိရောက်သွားနိုင်လောက်တဲ့တခြင်းမျိုးစားမျိုးအစင်တန်းတော်တော်မြင့်တဲ့တခြင်းလို့ပြောလို့ရတယ်ကျွန်တော်တို့အဲ့ဒါနော်အဲ့ဒါကသူ့ရဲ့ဘန်နာမည်ကကြတော့ velocity velocity ရဲ့ဆောင်းရဲကျမ်းတယ်နော် အဲ့မသူတို့တီးတာတွေရောဆိုးတာတွေရောဒီကျွန်တော်တို့ကဟိုဟိုဘာပေါ့ဒီလိုမျိုးလူငယ်လေးတွေကိုကျွန်တော်ကပေါ်ထုတ်ပေးရဆိုတာအဲ့လိုမျိုးပေါ့ခုနကကျွန်တော်ပြောလို့ပေါ့ကျွန်တော်စေတနာနဲ့ပါကျွန်တော်စေတနာနဲ့ဒီလိုမျိုးဟိုဖြစ်ပြီးတာပါနော်ဆိုဟိုစေတနာနဲ့ပေါ်ထုတ်ပေးရပေါ့ဗျာထားလိုက်ပါတော့နော်အဲ့တော့ metamorphosis ပေါ့နော် metamorphosis အဲအဲ့ဒါအဲ့ဒီချင်းကိုသူတို့တင်ထားတာခုနလောက်လောက်ပဲရှိသေးတယ် အဲ့ဒီချင်းလေးအကြောင်းကိုကျွန်တော် review လုပ်မယ်ရှေ့မှာလဲသူတို့ဟိုဖန်ထားတဲ့ဟာတွေအများကြီးရှိပါတယ်အဲဒါဒီချင်းလေးကကြတော့ကျွန်တော်ကဘယ်လိုပြောရမလဲဆိုတော့ဘာဖြစ်လို့ review လုပ်တာလဲဆိုလို့ရှိရင်သူကမတူညီတဲ့ music အမျိုးအစားပေါ့ကျွန်တော်မတူညီတဲ့ music ကို genre မျိုးအစားကို၃ခုကိုသူကပေါင်းစပ်ပြီးတော့တချင်းတစ်ပုဒ်လုပ်သွားတာဗျကျွန်တော်အဲ့ဒါကိုဟောဟောကျွန်တော်ဒီဟောဟော ဲ့လိုမတူညီတဲ့ music အမျိုးအစားအသုံးကိုပေါက်ဆက်ဖို့ဆိုတာနည်းနည်းဟိုနည်းနည်းတော့ဟိုဟောခက်ခဲတယ်လို့ပြောရမယ်ဗျဒါအဲ့လိုအဲ့တော့ကျွန်တော်တို့ကဒီတစ်ချက်ကိုနားထောင်ကြည့်အောင်အများကြီးမညွန်းတော့ဘူးဗျာတစ်ချက်တော့ကျွန်တော်ဟို review လုပ်အောင်နားထောင်ကြည့်အောင်ဟောတော့ဟောဒါ velocity ဆိုတဲ့ YouTube channel လေးမှာရိုက်ရှာကြည့်လိုက်ပါရှိပါတယ်ဒီမှာကျွန်တော်ကမပြကြည့်ဘူးဆိုတာအခါလေဒီတို့ရဲ့ video file ကိုကျွန်တော်ကအလွယ်သုံးစားယူပြီးတော့ သုံးတယ်လို့ကျွန်တော်အထင်ကားမှလည်းဆိုလို့ပါအဲကြောင့်အဲ့တော့သူတို့ရဲ့ဟို channel ပဲတော့ရှာပြီးတော့ရိုက်ရှာပြီးတော့ကြည်အားပို့ပြီးတော့ဟိုသူတို့ supporting ပေးရရောက်ပါတယ်နော်အဲ့ဒါလေးတစ်ခုပါပဲကျွန်တော်ယူထားတော့သူကစီမိုင်းနာအဲ့တချင်းကယူထားတာသူကစီမိုင်းနာခေါ်တဲ့ကနေယူထားတာသူကသူအဲ့စီမိုင်းနာခေါ်တဲ့မှာပါပဲဒိုမာဒိုဒိုရီမာဖာဆို ဆိုစီတာရောပေါ့နော်အဲ့လိုတူရတဲ့ပြီးတော့ tonic symphony နဲ့ခေါ်မှာဆိုရင် do re mi fa sol si ta ရောအဲ့ဒါပေါ့နော်အဲ့တော့ c minor key ထဲမှာဆိုလို့ရှိရင်ဘာပါမို့အဲ့ခေါ်ရရသူကအဲ့ရင်းဆုံးကျွန်တော်က chord progression ကိုဆက်တော့မှာဆိုလို့ c minor key တော့ minor key တော့သူက home key ကကျွန်တော် e flat ပေါ့ e flat ပေါ့ဒါပေမဲ့ဒီက minor scale တွေနဲ့တီးပါသူက melody ရဲ့ထုံးစံအတိုင်းပေါ့အဲ့လိုပေါ့ဟောအဲ့တော့ဟော c minor နောက်ပြီးတော့ d ီဂျင်းပေါ့နော်ဒီဂျင်းကပါလေအဲ့ဒါလို့ပေါ့အဲ့ဒီဂျင်းပါအဲနောက်ပြီးတော့ E flat E flat ပါမယ် E flat ပြီးတော့ပါလာမှုဆို F minor နောက်ပြီး G minor နော် G minor ပြီးတော့ဒေါ်ဒေါ်စီတော့ G sharp ပေါ့နော် G sharp နောက်ပြီးတော့ C minor ပြောင်းပေါ့အဲ့ဒါ အဘီဖလက်ဘီဖလက်ကြောင့်လေဘီဖလက်ရစီနိုင်တာကိုပြောင်းဝင်တယ်အဲအဲ့ခေါ်ရပါပါခေါ် progression ရဆိုတော့ तू อ่ะအဲ့ဒီထဲမှာတော့ဒီ mere music တွေထိုးစားတိုင်းတိတ်ပြီးတော့ဒီခေါ်ရများတော့ဒါပေမဲ့ riff တွေကဆောင်းရလှရမျိုးတွေက minus key ထဲမှာ तू อ่ะဝင်တီးသွားကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအဲဘောဘော alien mode ပေါ့ alien mode နဲ့ဒီပါ C ရဲ့ alien mode တူတီးသွားတာအဲ့ဒါเนาะ ဘာဖြစ်လို့ဆိုတော့ဒီဟို minor scale C ရဲ့ major scale ကသူက IOD mode နဲ့တူရယ်ဆိုလို့ရှိရင်သူကဟို Aeolian mode ကဟိုဟာနဲ့သူက minor scale နဲ့သူတူရယ်အဲ့လိုမျိုးပေါ့နော်အဲအဲ့လိုပေါ့နော်အဲ့တော့ဟုတ်ပြီတို့ကအဲ့ဒါကိုဆက်ပြီးနားထောင်ကြည့်လိုက်အောင်နော် မဲ့ drama လေးကတော်တော်ကောင်းတယ်ဗျာအဲ့မဲ့အဲ့ဒီ city ရဲ့ drama သူက double လေးသူကဒီဘော timing ကိုလေ on off စိတ်ကျဲတယ်သူတီးပါတယ်ဟာအဲဖတ်တယ်ပေါ့ double ဖတ်တယ်ဟိုအဲ့လိုမျိုး double kick ပေါ့ double kick ကိုသူကနင်းသွားတာတော်တော်ကောင်းတယ်ဗျာ drama လေးကဂီတာသမားကလည်းမိုက်တယ်သူ့ရဲ့ဟိုဟာပေါ့သူ့ရဲ့ယူထားတဲ့ဟိုဟာ riff တွေကအစာကြီးဗျာအဲ့တော့ဒီတော့ကြီး ယူသွားတဲ့လောကတော့ခုနကဟိုကီးဘုတ်ထေရအတိုင်းပဲယူသွားတာသူကအဲ့ဒါပဲသူ riff ကဒီ tuning ကိရာကို drop tuning ကို C tuning ချတာလို့တော့တော့အဲ့လိုဒီဟိုကမန်ရပုံစံမျိုး riff ကိုယူသွားတာဘာဒီ DC minor skid up အေးဟိုကအေးလျမုန်းနေပဲသူတီးနေရအဲ့ဒါ No, amigo, ¿no? Ah. Ah. The riff, ah, 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 riff, did Eh, amigo, no, sanaron ya.

ဝဝဝဝဒိုဆိုတာစီအဲ့လိုပုံစံမျိုးတဲ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  minus key ကဒီ A ဦးလေမုတ်ကိုပဲယူတီးရနောက်ရှိရသူက K ဖရယ်ကိုဖရယ်နုတ်ကိုခင်းပြရတာ C ပဲ C minor ပဲ C minor ယူအဲ့ C minor ပဲခင်းပြရတာသူနောက်ကပြေးတာအဲ့ဒီ major မဟုတ်လေးပါလား နားထောင်ပြီးလိုက်ကျွန်တော်အဲ့ဒီ robot rugby ပေါ့သူတို့ဒီ rugby ဆိုတဲ့ညီလေးတို့ဖိုးသားလေးကတော်တော်လေးကသူ spinning ခေါ်ပါပါကျွန်တော်အလိုကြီးတို့ရှာလေးနားထောင်ကြည့်လိုက်ကျွန်တော်ပြပဲအဲ့ဒါနော်စောင်းရတာသူလုသွားတယ်ကျွန်တော်တကယ်ဟိုဒီကိမဲ့ကြီးကိုနားထောင်နေရတဲ့အတိုင်းပဲအဲ့လိုဖြစ်သွားတယ် Never shit talk of nothing my so let me think I'm always done talking about shit but take up tonight is every shit the တဲ့နောက်ကတူပြီးတဲ့ဟိုဟာလေးอ่ะမိုက်တယ်ဒီလိုတမားပရိုလေးကိုဘလိုခေါ်မို့ဒီဟို music ပုံမှာဟို flow floating လောက်နိုင်တယ်ဗောအဲ့လိုဗောမျိုးစီးမျောနိုင်တယ်သူကအဲ့မျိုးလေးလှရတာမိုက်တယ်ဒါပြည့်မယ် ာကြတော့ mere ဖြစ်သွားတယ်ခုနကဟိုကကြတော့ဒီဒီ rapping ပေါ့ EDM တွေဟို electro music နဲ့ဒီဟိုခုနကဟာကြတော့သူက rapping ပေါ့ rap ပြုတ်သွားတာ rap ပြုတ်ပြီးတော့ဒီမဲ့သူက crotone နဲ့ဝင်ချလာတယ် memory အဲ့ဒါမျိုးဆိုကျွန်တော်မစိုးနိုင်ဘူးသူက ရူဒီရစ်ဖ်တဲ့အဲ့လိုပေါ့ဆိုတာ तू ကဒီဘယ်ရီမျူစစ်မှာဆိုလို့ရှိရင် तू ကဒီဟောပေါ့ခော့တွေကိုအများကြီးမတော်ဘူးတော်တော်ဒါဆိုလိုက်ပါ ဒီအဲ့ဒါဒီမဲတဲ့တွေမှာသူကတုံးတဲ့တဲဘောပေါ့ဘောဘလို့ပြောအောင်ကျွန်တော်တို့ဒီလေဘထုံးနေတယ်လေဘထုံးရဲ့လီလီတုံးနေဆိုတာအဲလေဘထုံးနေလီလီအဲလီလီထုံးနေတယ်သူကဝင်လာတာသူစီမိုင်တော့လေဘထုံးတော့လေဘထုံးနေနေယူသွားတာပေါ့ဒါဒီလို့သား ဲ့ဆိုနေဘထုံးတယ်တီတီရဲ့မယ်ရီသမားတွေရဲ့ထုံးစံအတိုင်းအဲ့သူကဒါရီဒါရီအရင်တုံးတာအဲ့အဲ့ဒါနဲ့ကျန်တဲ့ဟာကတော့ဒီအီရီရဲ့မုန်းတဲ့တီးတာပါနော်အဲ့တော့စာပြန်နောက်ထောက်ကြည့်ရအောင် အဲဒါကြီးအဲ့မှာကြတော့သူကဒီနောက်တော့ခုနကကျွန်တော်စာပြောဝင်လာတာသူက rap နဲ့ youtube ဝင်ချာနောက်ပြီးတော့ဒီဘက် metal new metal ဘက်ကိုရောက်သွားတယ်နော်ဒီဘက်ခုကြတော့ဒီ rock ပုံစံဝင်ချာလာကြတယ်ကျွန်တော်ရင်တော့ဆရာဦးသူခမိန်လာရေးထားတယ်ဘူဇော်ဝင်ထွက်ကြီးဆိုထားတယ်အဲတချင်းပေါ့နော် ha pyada ya le nye de chama te me no ne chi to chama a che sa ya de the car progressing ni ne ne do tu pyao bi de naw wa ni ya ba ho dai ba di e win yo wa do tu tu ba be a la ba be e dai ba tu ru ye phan di mu phan di nai mu creation ko ဟိုလေးစားဖို့ကောင်းတယ်အဲ့လိုမျိုးဒီ harmony ဖြစ်အောင်လုပ်သွားတာဒီ music ၃ခုကိုပေါင်းပြီးတော့အဲ့လိုမျိုးပြောကြတာ ဒါမိုက်တယ်လေနော်နောက်တော့သူကမဲတဲ့ပုံစံမျိုးဝင်လာအဲ့ပါသူက raw မှာဒီဝါဝမတော့ဒါ heavy rock ပါပဲဒါဟုတ်လားဒါဒီ backing music ကတော့အဲ့လိုပုံစံမျိုးသွားတယ်ဆိုတော့ 나요더두려워져낯선내가다시묻어더뒤져신인의바꾸마지금내가그땅에달리가라내맘잘듣고너의꼬리소리나와 I'm gonna go to the hospital. 修吧，多金融标准了，对，啊。တကယ်ဟိုအပြင်ရှိုးပါတော့ကြည့်ရအောင်ဘလူးခေါမဲ့ ျွန်တော်တို့ဒီနိုင်ငံရှိုးရဲ့အဲ့လိုဒီ EDM EDM နဲ့ EDM music နဲ့ electro music ပေါ့ electro music နဲ့အဲ့လိုမျိုးမယ်တယ်တမိုင်းပေါင်းပြီးတော့ဟိုဒီ DIY နေမှာတွားကြည့်လို့ရှိရင်လူကြီးကလေအဲ့လိုလှဲရလေအလဲကောင်းပါအခုလည်းကြီးထားပြီလဲ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 အဲ့လိုမျိုးတကယ်ဟိုဘယ်လိုခေါ်မလဲ climax နေရာလဲရအောင်အုပ်ဆိုထားရောဝုန်းဆိုပြီးတော့လူတွေအကုန်လုံးစုပြီးတော့တယောက်နဲ့တယောက်တိုက်ကြဝုန်းလုံးအဲ့လိုမျိုးအဲ့လိုပုံစံမျိုးညအဲ့လိုပုံစံမျိုးသူတို့လှုပ်ထားတာတကယ်ဒီနိုင်ငံတကာမှာ training ဖြစ်နေတယ် အမျိုးသားကိုသူကချပြတာဆောင်းရလန်းနေပြကျွန်တော်ကြိုက်တယ်အဲ့ဒီအဲ့အဲ့ကလေးတွေကိုလေးလေးလေးစားတယ်ချစ်လေးချစ်တယ်အဲ့အဲ့အဲ့ကြောင့်ကျွန်တော်ကဒါလေးကို review လေးလုပ်ပြီးတာပါနော်အဲ့တော့ဟိုဒီနေ့ကတော့ဒီလောက်ပါပဲဒီသူ review လေးရအောင်သူတို့ရဲ့ဟိုဖန်တီးမှု creation ဘလောက်အတိုင်းထားထိရှိတယ်ဆိုတော့သူကချပြတာတခြားတချင်းနေလည်းရှိတယ်သူတို့ channel ထဲမှာဝင်လာတော့ကြည့်ပါအဲ့တော့ဆိုတော့အဲ့ဒီဟိုဟောဒီ velocity ရဲ့ နာမည်ကဘန်နာမည်ကသူဘန်မန်ပါပေါ့ဒီ line up ကိုပါတွေကတော့ကျွန်တော်သိဟိုနာမည်တော့မသိပါဘူးဒါပေမဲ့တဝိုင်းလုံးကိုကျွန်တော်ကဟိုတဝိုင်းလုံးကိုကျွန်တော် appreciate လုပ်တယ် profit တယ်ကျွန်တော်အရန် profit တာဒီမြန်မာနိုင်ငံမှာဒီလိုမျိုးလူငယ်တွေရှိနေတာကိုကျွန်တော်အရန် profit တယ်အဲကျွန်တော်ငငယ်တုန်းကဆိုလို့ရှိရင် raw တွေ ਨੇ raw တွေကြီးပြင်းခဲ့ရတာအဲဒါပေမဲ့အဲ့လိုမျိုးအရန်ပေါက်ပေါက်မြောင်မြောင်ဖြစ်ခဲ့တာမရှိဘူး ဒီကဲချင်တာပဲတည်တယ်ကိုကြီးကစင်ကိုတက်ပြီးတာပဲဒီလိုမျိုးနီးပညာကူကြီးနဲ့လက်တကန်းကဘာကြီးရဲ့လက်တကန်းအဲရောက်လာတဲ့အချိန်မှာအဲအဲ့လိုမျိုးပေါ့ကဘာကြီးရဲ့လက်တကန်းရောက်လာတဲ့အချိန်မှာကျတော့ဟိုသူတို့ပေါက်ဖို့ကဟိုနိုင်ငံတကာထိရောက်ဖို့လေကတိကတစင်ချင်းတက်သွားရုံပဲ AC ပဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းဝိုင်းပြီးတော့သူတို့ကို supporting supporting လုပ်ပြရမှာအဲ့အရာဖြစ်စီကျွန်တော်ကျွန်တော်အဲ့ဒါကိုကလေးတွေကို supporting လုပ်ပြရတာဒါ เนาะသူတို့ပုံကူကြီးပုတ်ချတာကျွန်တော်မရှိပါဘူးစိတ်ချပါเนาะအဲအဲ့ဒီအတွက်အဲကျွန်တော်ကိုဒီလိုမျိုး review လေးကိုလည်းဒီ area ဖော်ညီလေးတွေလည်းနားလည်ပေးနိုင်မလိမ့်မယ်လို့ထင်ပါတယ်เนาะဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye